စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ဖူဖိုးစီယာတင်ယူတယ်တဲ့ညနေဖုံးပုံလေးကတော့ဖူဖိုးနဲ့ချစ်စရာမြေးလေးတို့ရဲ့ကြည်နူးစရာပုံလေးပေါ့ဖူဖိုးကအပြာရောင်အင်ကြီးကိုဝတ်ထားပြီးမိမိကတော့အင်ကြီးအနီအောင်လေးနဲ့လေဖူဖိုးကမြေးလေးကိုချီထားတော့မြေးကလေးကတိတ်ကိုပျော်ရွှင်နေတာဖူဖိုးလည်းပြုံးမြေးလည်းပြုံးပျော်ရွှင်စရာကဘာလေးတစ်ခုပါစာမျက်နှာ1 ချင်းအစ်စ်တင်နဲ့ပျော်ပျော်ရွှင်ရွှင်ကစားတတ်ဖို့ဖိုးဖိုးစီကသင်ယူတယ်။တငယ်ချင်းအစ်စ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေကြတဲ့ပုံမှာဖိုးဖိုးကြီးကကူညီသင်ပြပေးနေတယ်လေ။ကစားနည်းကရှော့စီကစားနည်းဆိုတော့ရှော့ဘော်ကိုပြည့်တဲ့သူကတက်၊ထိမှထိုင်သူကထိုင်၊ရှော့ဘော်ကနည်းရှော့ဆင်းသူကဆင်းပေါ့။ဖိုးဖိုးကလည်းအောက်မှာမိမိကိုဖမ်းဖို့အစင်းနဲ့စောင့်နေတယ်လေ။အပြာရောင်နဲ့လေမောင်အောင်ဆက်ထားတဲ့ရှော့စင်ကြီးကတော့ကလေးတို့အကြိုက်ပေါ့။ ာမျက်နှာနှစ်အငယ်ချင်းတွေနဲ့ဝင်များတဖို့ပိုးပိုးစီကတင်ယူတယ်ဒီတစ်ခါမှာတော့နီနီရဲ့ရဲ့ဖျားသီးစိတ်ကလေးတွေကိုအငြိအမျှခွဲပြီးအငယ်ချင်းတွေကိုဝေပေးနေပါပြီနီနီမျက်မျက်စားရတယ်ဆိုတော့စိတ်လည်းမကောက်ရတော့ဘူးရံလည်းမဖြစ်ရတော့ဘူးလေလိမ်မာတဲ့ကလေးတွေကိုကြည့်ပြီးအဖိုးကြီးကပြုံးလို့စာမျက်နှာ၃အငယ်သူကိုအားပေးကူညီတတ်ဖို့ဖိုးဖိုးစီကတင်ယူတယ် ပုံထဲမှာဆွဲထားတာကတော့ပူပိုးကြီးကနေမကောင်းတဲ့မမကိုဆံမြုပ်တိုက်နေပါတယ်။ပူနေတဲ့ဆံမြုပ်ပကံကိုလက်သုပ်ပွားနဲ့ခံထားတယ်။တောက်ရီခွက်လေးကလည်းဆေးတောက်ဖို့အစဉ်နဲ့လူနာအရှိအောင်အဝါရောင်ဖိချံပြောသည်မဲ့လည်းပါတယ်လေ။အငငယ်နေသူကိုဂရုစိုက်ကူညီနေတဲ့ပူပိုးကိုမိမိကတေချာကိုစိုက်ကြည့်နေတာ။နောက်ဆိုမိမိလည်းအဲ့ဒီလိုလိုက်လုံးတော့မယ်ထင်တယ်။စာမျက်နှာလေး ဘဝတူတာမြဝေတပ်ဖို့လဲဖဖို့စီကတင်ယူတယ်ဖဖို့ကြီးကတိတ်ကိုကျန်တာတတ်တာပဲခုလဲကြည့်လေမြဲအာယုံမတန်ဆွမ်းနဲ့ဥဥတော်တော်တွေကိုစာတွေဖတ်ပြနေတာမိမိကဖဖို့ရဲ့ကြောကိုမှီလက်ကလေးပိုင်လို့နားထောင်နေလိုက်တာသိချစ်စရာကောင်းတာပဲစာမျက်နှာငါပောင်းဝဲကျင်နဲ့အစဉ်ပြေပြေနေတတ်ဖို့ဖဖို့စီကတင်ယူတယ်ဒီတစ်ခါမှာတော့ဖဖို့ကြီးတို့မြေအဖို့ င်းနှီးဟွဲ့ရောင်းနဲ့ဈေးတဲ့အတော်ကြီးကိုတင်လာတဲ့စိုက်ကားဆရာကြီးနဲ့စကားပြောနှုတ်ဆက်နေကြတယ်။အဖိုးကြီးကလက်ညှိုးထိုးပြီးသင်ပြနေတာကိုမိမိလေးကညှိုးညှိုးလေးနဲ့ထောင်ပြီးသင်ယူနေတာပေါ့။စိုက်ကားဆရာကြီးကလည်းနှင်းနှီးဟွဲ့တွေအကြောင်းကိုပြောပြနေတာတင်တယ်။နှင်းဝဲပိုင်းထဲမှာတော့မယုတ်သီးစိမ်၊မုံလာဥပြူ၊ဘူးသီး၊ကော်ဖီတုပ်၊ခရမ်းကျင်သီး၊ပန်းပွင့်စုံးနေတာပဲ။အမျက်နှာ6လူမျိုးပါသားမခွဲပဲ။ ခက်ခဲမဲမဲပေါင်းတင်တပ်ဖို့ဘိုးဘိုးစီကတင်ယူတယ်။အင်းရှိမှဖြားလေးခင်းပြီးဂျီနွေးချမ်းဝိုင်းလေးနဲ့ဘိုးဘိုးတို့မြေအဖိုးစကားပြောနေကြတာ။စကားပြောနေကြတဲ့သူတွေထဲမှာမြမတိုင်းရင်းသားတွေအပြင်အိန္ဒိယလူမျိုးမျိုးသမီးတယောက်လည်းပါတယ်။ဘိုးဘိုးကလူမျိုးမျိုးရေးဘာသာမျိုးရေးလူတိုင်းကိုခင်းခင်းမဲမဲပေါင်းတင်တပ်ဖို့တင်ပေးနေတာပေါ့။စာမျက်နှာခုနှစ် တောင်းဝန်ယူဆက်ရှိဖို့လဲဖိုးဖိုးစီကတင်ယူတယ်။ဖိုးဖိုးအနားမှာအများအားအတူတူရှိနေတဲ့မိမိလေးကဒီနေ့တော့ဖိုးဖိုးနဲ့ဖျားသွားပြီးပြက်စီးလိုက်တဲ့နောက်ကိုလိုက်သွားတယ်လေ။ဖိုးဖိုးစီကအမြဲတင်ယူနေရတော့မိမိလည်းပြက်စီးလှည့်တတ်ပြီပေါ့။ဖိုးဖိုးနဲ့မိမိဒီကနေ့ဖျားမှာပြက်စီးလှည့်ကြတာကုသူတွေအများကြီးရပြီလို့ဆိုရမယ်။သာမျက်နှာရှစ် ဒါတွေအားလုံးဖိုးဖိုးစီကတင်ယူတယ်။ကျင်နာတတ်ပြီးတာဝန်ယူစိတ်ရှိတဲ့ဖိုးဖိုးနဲ့နေရတာမိမိသိပ်ပြောတာပဲ။ဖိုးဖိုးနဲ့မိမိတယောက်လက်တယောက်တွဲလို့လမ်းလျှောက်နေကြတာကြည်နူးစရာကောင်းလိုက်တာ။တယောက်မျက်နှာတယောက်ကြည့်ပြီးအပြုံးမနှွေလဲဝေးလို့ပေါ့။မိမိပြုံးရည်နေတဲ့ပုံရက်တကယ်ချစ်ဖို့ကောင်းနေတယ်။ကလေးတို့လည်းလူတိုင်းလူတိုင်းကို လေးစားတန်ဖိုးထားပြီးမေတ္တာတရားကြီးမားတဲ့လူကြီးမိဘတွေကိုအတူယူလိုက်နာဆောင်ရရင် အောင်မြင်တဲ့ဘဝတွေကိုကြည်ဆောက်နိုင်ကြပါစေ။